အလုံးမင်္ဂလာပါပထမရေးဆွဲထားတဲ့ကောင်းစင်ကလေးကတော့ရေဦးစင်ကလေးတွေလို့အမည်ရပါတယ်။ဒါဆိုရင်အဲ့ဒီရေဦးစင်ကလေးတွေကရောဘလိုမျိုးအတိတ်ပဲနဲ့ရေးသားထားတယ်လဲဆိုတာကိုမဆင်ကြည့်ကြရအောင်။လွန်ဒီခေါကောင်ထဲမှာဖြစ်သဖြင့်လဲရေဦးစင်ကလေးကစိတ်အာရုံတွေပို၍ထင်းထင်းဆွဲနေခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ကိုကဲ့လက်မောချိုးခွေဝင်လိုက်ကလေးကတည့်ရဲ့ဝါရိတ်တို့သည်မြင်ကွင်းထဲတဖြည်းဖြည်းကျေပလာခဲ့သည်။ နေဝင်းကြီးကလည်းတဖြည်းဖြည်းပို၍မြင့်မန်တင်းမှလာခဲ့သည်ရွေးနေလေကင်းကြီးသည်ကားပင်ပွက်ချိတ်တံလေးပို၍ရှင်မျိုးလာခဲ့သည်နှင့်အမျှပို၍ကျွတ်ကျွမြိုက်ပူလောင်လာခဲ့သည်ကိုခွေလန်းကျောမကြီးသည်သူ့ကျောပင်ပေါ်သို့ရှိန်ရှိန်ထိုးကြနေသောအပုံငွေတွေကိုဆက်ကနေဆက်ကနေပြန်လည်ခါထုတ်နေခဲ့သည်စုံကနာနေဘူးကြီးဘက်ထီးမမောင်ပါအရက်စင်မျက်နှာစလုံးမလွတ်တအောင်စူဝေလောင်မြိုက်ကအရိတ်ခိုနေနာစရာတစ်ကောင်းတပင်တော်မှ ခွေရှာမတွေ့နိုင်ပဲမမြုံမလင့်တရား9မိုင်အရောက်မှမှဝါကနေဆက်ရောက်လာခဲ့ခြင်းဖြစ်သည်။အိုစည်းတဲ့ပေါ်ရမုထမင်းဆိုင်လေးတဆိုင်ပဲဖြစ်သည်။အရင်တစ်ခေါက်တုန်းကဒီနေရာမှာထမင်းဆိုင်ကလေးမရှိခဲ့။ခုမှဝါကနေပေါ်လာခြင်းဖြစ်သည်။သူ့နံပေး၌အယူလယ်ယုံမစီမှတွယ်တွယ်ရစ်ခွေစီးဆင်းလာနေသောတောင်ကျချောင်းနှွယ်နှွယ်လေးရှိသည်။ຫນွေຊ້ອງພິຍຢູ່ຊ້ອງຢີຊີດັງໂກຕຶດເຕເປັດແປມຍາຈ້າຄວນມຽນໄນດໍຍາ တဲပုံမိုးမိုးတွေနဲ့ရွှေ့ရွှေ့ညင်ညင်စီးနေနေသောချောင်းရည်ကူးလေးကိုမြင်ယုံနေမဲ့ရင်သေးအေးကနေခံစားနိုင်ခဲ့ပါသည်။ဝေဘီကတချို့ဒီမာနာကိုကြသည်ကားကိုစီဖြစ် လူကိုဝမ်းဖြစ်အမိုးစစုလေးများအောက်သို့ကိုဝင်နေလာလိုက်သည်နှင့်ရင်းနှင့်တလုံးလွယ်ကူထားခဲ့သော လေကူကြီးတွေကူးကနေမှုထုတ်လိုက်နိုင်သည်။ဆောင်နန်းလေးတွေကဧည့်လဲပြူမှာရှိသည်ချိုတာပေါ်ရည်သည်ရောင်ဦးချောင်းပုံအလူမှာကဲ့သို့သူတို့မျက်နှာလေးတွေက ရှင်ပြတ်ထက်တန်နေသည် အပူရောင်ကန်နိုင်ရတခုလုံးဖုံးလန်းသွားလောက်အောင်ရင်သည်ပို၍အေးစိတ်လန်းဆန်းသွားစေခဲ့သည်ဆိုင်အတွင်းနိုင်ရန်၌ခြေဆွဲထားသောစာတန်းငယ်လေးကြောင့်ပဲဖြစ်သည်ဤဆိုင်မှရောင်းချွေရသော အမျက်ငွေများကိုရေအိုးစင်ရွာမူလာတန်းကျောင်းသို့တူတန်းရန်ရည်ရွယ်ထားပါသည်မိတ်ဆွေဤဝယ်ယူအားပေးမှုသည် အလူဒါနမြောက်နိုင်ပါသည်ဟူ၍ဖြစ်သည်ထိုစာတန်းငယ်လေး၏အောက်မှာ၂၀၀၀ 25ရက်တလပိုင်းရက်စွဲဖြင့်ထင်ရှားသောစိုက်ဆရာတော်ကလက်မရည်ထိုးရသည်လှလိုက်တာဒီစာရန်လေးမလှဘူးလားရိုးစင်ရောဆိုတော့အမိကကိုမလှပေဘူးလားဒီလိုထောက်ခံချက်မျိုးကို စာပေအမှုပညာရှင်တဦးထံမှရယူစကောင်းသည်ဟုထီတော့စိတ်ကူးစိတ်တန်းကိုကမလှပေဘူးလားသမင်းဆိုင်လေးပဝင်းကျင်ပက်လေကိုဝေးကြည့်လိုက်တော့မြောက်ဖက်မြေခွက်လက်တစ်ခုကိုဝင်းခတ်ထားတာတွေ့သည်ဆိုင်ဘုတ်အစ်တစ်ခုကိုလည်းချိန်ဆွဲထားတာတွေ့သည် ရေအိုးစင်ကြီးရွာမူလာတန်းကျောင်းနဲ့ဝင်းနေမှာတော့မိသည့်အဆောက်အုံများမတွေ့မမြင်ရသေးသို့တော်မကြမြင်သော ကာလတစ်ခု၌ဒီနေရာသည်ကျောင်းအဆောက်အုံလေးတစ်ခုကျက်တည်ရှိစွာ ပေါ်လာမည်သေးကြသည်တောကြီးလိုက်ကလေးငယ်တို့သည်စာအန်တန်ညင်ညင်ပြကြအုံမည်သေးကြသည်အပြေကင်းစင်သောကလေးငယ်တို့သည်ကျောင်းဖရဝအတွင် YouTube ပေါ်ကြတဲ့ရေစံလွန်လွင်ပြကြအောင်မိတကြသည် လွင်တီးခေါင်ခေါင်ကိုအလှဆင်ကြအောင်မီဒေကြသည်တရားခါရိုးစင်ရွာကလေး၏အနက်အိဗေတို့သည်ပို၍လှပကပို၍ပြေဆုံးကြောဝလာလိမ့်မည်မှာဒေကြသည်ဒီအတွေ့တဆကပဲရင်သေးပို၍အင်းမြလန်းစန်းစီတော့ကလွင်တီးခေါင်ခေါင်ကဲ့သို့ပြန်လဲခရီးဆက်ထွက်ခွာလာခဲ့ရသည့်အထိရေစင်အေးတို့ပြေရှမ်းသည့်ရိုးစင်လေးတစ်ခုကိုပိုက်ထွေးတည်ယူလာနိုင်ခဲ့ပြီကဲ့သို့အားခွန်အစ်စ်ဖြစ်ရပြန်ပါသည်ကျွန်တော်တို့ဖြစ်တဲ့ရသည့်ဘဝအခီးရှည်စီတိုင်း အပူအေးဆိုတာရှိတယ်အစိုးကောင်းဆိုတာရှိတယ်အစိုးလက်ကရံတွေကြီးရင်ဆိုင်ရပံများတော့အကလူဆိုတာမောနွမ်းတတ်တယ်ပြင်းမှန်းတတ်တယ်ခြေကုန်လက်ပန်းကျတတ်တယ်ယုံရဲခြင်းတို့ရင်းပြက်ကစိတ်ငယ်လာတတ်တယ်ဘဝဆိုတာမှောင်လုံးသောညများဖြစ်တာဖွဲ့စည်းထားသည့်တွင်းနယ်ကြီးလီလာဟုယူမှားခြင်းတတ်သည်တို့ရတဲ့ညအောင်ကပိုလို့မောင်နဲ့လေးလေးပိုးဆုံးကျူးလေးတွေကပိုလို့ပြောင်လဲလာလေးလေးပဲဖြစ်သည် ။စာနာရတော်ဖေးဖူတတ်သော ခရီးပေါ်ချင်းရိုင်းပင်းတတ်သော စိတ်စေနာကောင်းရှိသူတို့သည်ညများကဘာမှ ပိုဆုံးကျူးလေးတွေပဲဖြစ်သည်။တနေ့တော့အခါဆင်းရဲရသောကိုင်းသမားများသာနေထိုင်အတမူးလျက်ရှိသည့်အေယာရီမြက်ကန်းတနေရာရှိရွာကလေးတစ်ရွာသို့ဆီယာမလေးတဦးရောက်သွားခဲ့သည်အလဲပတ်သွားခြင်းမဟုတ်အပျော်ကလေးထွက်ခြင်းမဟုတ်ဘဝဆက်ဆရာလိုကြကာရင်သူ့တော်ကနေသူထိုရွာကလေးသို့ရောက်ရှိသွားခဲ့ခြင်းဖြစ်သည် နနက်အာယုံပြုသောအခါဆီယမလေးသည်ကြီးလက်တောကြီးလက်တဘာဝအုံမောင်းတန်နှင့်မနှိုးရပဲမိန်းကလေးတူဤဆူဆူဝါဝအုံဝလိုက်တန်နှင့်လက်ဖြတ်နှုတ်ထားခဲ့သည်သူဆဲမင်းမင်းကြီးတော့၁၇နှစ်အရွယ်မိန်းကလေးတူစီးမသောနိုင်ရင်အော်ဟစ်ငူယူလိုက်တော့အတန်ဖြစ်ကြောင်းသိရသည်။ခုနှစ်နှစ်သမီးအရွယ်မှာစ၍စီးသွဲကနေတိုင်းနန်းနန်းချင်းချင်းအုံနေတော့အတန်ကိုတေရွာလုံးကယိုးနေပြီဟုသိရသည်။ တိုက်ကလာသည်ဆိုရက်နကနာပေးစင်းမိတော်နေကုတော်လဲရင်းနှစ်လုံးလုံးမပြောက်ခဲ့ဟုသိရသည်ရန်ကုန်သို့သွားရင်လည်းမကူနိုင်အတိအကျွမ်းလဲမရှိဟုသိရသည်ဆ iam မလေးသည်လေးတင်းလီအောက်မခံနိုင်လောက်အောင်စီးနှံတထောင်တော့လန်းဆောင်နေသောဝေဒနာသည်မိန်းကလေးနှင့်သူ့မိခင်ကိုရန်ကုန်သို့တောင်းဝန်ခံ၍ခေါ်လာခဲ့သည်ကလေးတစ်ခုဆံဝင်ကြည့်တဲ့မင်းကလေးကိုပြသအပ်နေသည်ငွေရပါစီလင်းချောင်းမပ ซีတွေမွေးလမ်းကြောင်းမှာတစ်ဆက်တစ်ဆက်ထွက်ကြနေ၍စီလမ်းကြောင်းမှာကြောက်တင်နေသည်ဟုဆိုသည်ပထမအကြိမ်ခွဲစိတ်တာနှစ်နာရီကြာသည်ဆရာဝန်ကြီးကပြောသည်ကြောက်ထုတ်ပြီးရင်လည်းနောက်ထပ်ကြောက်တယ်အောင်မှာပဲတပတ်ကြာရင်စေယုံကဆင်းမှာတလတ်ကြာရင်ပြန်တက်ပါတဲ့ပြောရရင်ရန်ကုန်ဆိုတာအဲကြောက်သူတို့စူဝေးနေထိုင်တော့အရက်ဖြစ်သည်ဆရာမလေးသည်စီးနှံတထောင်ထောင်နဲ့ဝေဒနာတဲ့ကလေးမသားမီကို၃လကျော်ကြာအိမ်မော်တင်၍ជីជីဖြူဖြူကူးတာပေးခဲ့သည် ရုတ်တရက်ငွေလိုပါကအခက်ခဲမရှိရလျောက်မင်္ဂလာဥပစ္စည်းဖြစ်သောဆွဲချိုးကလေးကိုပေါင်နေ၍အယံသိအဆောင်ထားခဲ့ပြီးပြီးဆ iam မလေးနေအိမ်မှကလေးစုံကြီးတို့တနာရီခွဲကြာကားစီရသည်ဝေဒနာသည်တာအမိတို့မနှက်စာညစာထမင်းချိုင်းကိုဆွဲလာခဲ့ရသောဆ iam မလေးသည်ကားပေါ်၌ထိုင်ကုန်နေရမရသည့်နေရများတွင်လက်မောင်းကြီးရောင်ရမ်းကလှုပ်လို့မရအောင်ဖြစ်ခဲ့ရသည် တို့ရတွင်ပဂရီပြန်လဲကျမ်းမှာတွားခဲ့ပြီဖြစ်သောမိန်းကလေးကိုအယောဝီမိကန်းနဘီရွာကလေးသို့ပြန်ပို့တော်ကလဲဝမခုံစင်၍ရွာထဲသို့တောက်လျှောက်ပြီးဝင်လာသောမိန်းကလေးအားဟဲ့ဒါကဘယ်သူတော်လို့ရွာက မေးရသည်နှစ်လရှည်ကြာဝင်နာခံစားခဲ့ရသောမိန်းကလေးအားတွင်မတော်တာမဆက်ဆီယမလေးတို့ကကူကယ်ပေးခဲ့သည်ဟုတရွာလုံးကကျေးဇူးဆိုကြသည်ဆီယမလေးသည်လည်းကျဉ်လူပီတိဖြင့်ပြုံးရှင်နေခဲ့သည် ကျေးဇူးဆရာမလေးကကျွန်တော်နဲ့ခင်မရင်းချာရှိသည်မဟုတ်ကျွန်တော်မိဆွေစာရေးဆရာကိုသူပြန်ပြောပြနေတော့ကြုံကြိုက်၍ကျွန်တော်ကနာကြားခွင့်ရခဲ့ခြင်းဖြစ်သည်သူဘွားတဲ့လျှောက်လုံးမှာအဲ့ဒီလိုခရီးသွားဟန်လွဲအကူအညီပေးခဲ့ရင်ပြန်ပြောစရာအတွေ့အကြုံတွေတော်တော်များများရှိခဲ့ပုံရသည်ပြန်ပြောပြနေတော့လဲသူ့မျက်နှာပေါ်မှာဝင့်ဝါသောမောကြောသောအရေးအယောင်တို့စိုးစင်းမြမမြင်မတွေ့ရအလုံးစုံတွေ့ရတာက ပီတိရိပ်ပါပါလေးသာပဲဖြစ်သည် ို့ပေမဲ့သူမရဲ့ကိုယ်ပိုင်ဘဝတစ်ခုမှာတော့လောကဓာတ်ချွေးဥကလေးတွေစိုးသီးနေတာတေချာသည်ကျမတို့ဖေဖေကလူမျိုးရေးကိုအသက်မွေးချောင်းလို့သဘောထားတာဆရာရဲ့ကျွန်တော်ဒီမာတာထီစာအသေးစားလေးနဲ့မမျော်မလင့်စုံတွေးခွင့်ရတယ်လို့ဂျင်းနဲ့ဝမ်းမြောက်နေမိသည်အဲ့ဒါမျိုးတွေဝတ္ထုရေးခိုင်းစမ်းပါဗျာဟုနောက်အခါမိတ်ဆွေဆရာကြီးဆရာကိုပြောပြီးတော့သူကပြောနေသည် ကမ္ဘာလောကသည်ကျွန်တော်တို့ထံသို့အရင်ဆိုင်ရက်ဆက်မှုကျန်းသက်ကထံမှုတွေချင်းဆောင်းလင်းသိမ်းယူလာခဲ့သည်ဟူ၍တော့ဖြင့်မဆိုသာနိုင်ပါချေတပတ်တော်မျက်နှာစာများ၌ရိုင်းဆိုင်ခြင်းခက်ထန်ခြင်းကြုံခြင်းပေါင်းမိတ်ခြင်းဆိုတာတွေထင်းပြနေသလိုတပတ်တော်စာမျက်နှာများ၌လည်းညီချင်းနူးညံ့တင်မှုခြင်းလင်းလက်ဝင်းပြက်ခြင်းဆိုတာတွေအထင်အရှားရှိနေသည် ။မုန်တိုင်းတိုက်ခတ်စဉ်ကကူကယ်ရမယ့်လမ်းမပေါ်မှာတစားစားအဝိအကူကြီးတောင်းခံနေသူတို့၏အတန်ကိုမကြားရောင်ပြုပါလုံခြုံနှွေးထွေးအင်ကရာအတွင်းမင်းတုံချ၍စေအေးချမ်းသာနိုင်သူတို့ကိုရှိခဲ့သည်။မုန်တိုင်းလွန်စန်းနည်းရများ၌အမိုးကကင်းမဲ့သွားသူတို့ကိုအခွင့်ကောင်းဥယူပါတန်တပိတ်တာ2000သူတစ်ချက်3000ဂုံခံရောင်းသူတို့လည်းရှိခဲ့သည်အကြီးအကျယ်စင်ရင်တို့ခွာရောက်နေသူတို့ထံမှာ ဖြက်စားလက်စားလောက်ကထမီတစွန်းကုတော့ဝွန်အောင် အသေးမှသူလိုလဲရှိသည်အကြီးတန်းအယုံဆိုးသောမနှိမ့်မြုပ်မတရီစရာပုံကားချက်များပဲဖြစ်သည် ကို့အိမ်အမိုးတဝက်ပြိုပြက်သွားသည်ကိုထားရက်ကမုံတိုင်းအနေကြရာသို့ချက်ကုတ်ချက်ခဲအရောက်သွား၍ကုကယ်ခဲ့သူတို့ရှိသည် ရေအစအစအဝတ်အထည်အဆရှိတဲ့ပြင်တစ်ခုကိုတဝက်ခွေပေးခဲ့လူတန်းခဲ့သောဘဝတူပြည်သူတွေလည်းအမြောက်အများရှိသည် လေပင်ထံသောကမ်းခြေမှကန်ခေသောခြေတန်းရှိအင်္ဂလိပ်များရှိခဲ့ရာသို့အရက်တစ်ပါးမှဗျူနာပန်းများလည်းပြန်တက်ရောက်ရှိလာခဲ့သည်လှပသောနှစ်တက်ခြင်းနဲ့ပေါ်ရသောပုံကားချက်များပဲဖြစ်သည်တရုတ်ပြည်စီချွန်ငလင်အနီရလှုပ်ပြီး6ရက်အကြာတွင်ထရက်ကားနောက်ခံပေါ်မှနေ၍ကဲစီထောက်ပံ့ရေးပစ္စည်းများချပေးနေသည့်အနက်ပြောင် ကတ်အုပ်ထုပ်ကိုခက်ခဲနဲ့ဆောင်းတော်တော်လူငယ်တူကိုမြည်သူမြတ်တတိပြုမိပုံမရချင်းတူတီ1 foundation တစိပ်ပါတီရှက်အင်ဂျီဝစ်စင်ထားခဲ့သည်ကဘာကျော်မင်းသားချက်လီပဲဖြစ်သည်တရုတ်ပြည်သူများအနေဖြင့်တဦးလင်တလတယွမ်လူဒန်းမှုအတူပါနှုတ်ဆော်ခဲ့သည်ပြည်သူတွေကပရာဟိတအဖွဲ့အစည်းတခုကိုလူဒန်းနေဆိုရင်အမှန်တကယ်လိုအပ်နေတဲ့လူတွေရဲ့လက်ထင်တကယ်ရောက်ဖို့လိုပါတယ်လို့အတူပါပြောတယ် မုန်တိုင်းငလျင်ဆူနာမီမိုးခေါင်မှုရေလွှမ်းမိုးမှု မြေပြိုမှုတောမီးလောင်မှုမီးတောင်ပေါက်ကွဲမှုအဆက်မှုအပူလိုင်းလူတို့၏မတိကျွချွန်ပြူမှုနှင့်ဉာဏ်အမျော်မြင်နေပမှုကြောင့်ပေါ်ပေါက်လာခဲ့သည်ဆိုသောတဘာဝဘေးအန္တရာယ်တို့သည်ဤကမ္ဘာမြေပြင်တနေရရာမှလူတို့နေထိုင်ရာကန့်ခဲသောခြေတန်းရှိအင်္ဂလိပ်များရှိရာတို့ဝေယုံတုံးကအရောက်သွားကမမျော်မနိုင်သောဘေးဒုက္ခများကိုစောင့်နှင်းပေးအပ်ခဲ့သည် လူအပေါင်းတို့ကိုဖူဖို့ရမယ်ဒုက္ခတဲ့ဘဝသူပြောင်းလဲစေခဲ့သည့်စစ်ဆိုသည်မှာမုဆုမတက်ကြီးတက်နဲ့ခြေပြက်လက်ပြက်ဒုက္ခိတတက်ကြီးတက်တို့ကိုခြံထားရစ်ထက်ခဲ့တယ်လို့မျိုးတဘာဝဘေးရန်ရဲ့ဆိုသည်ကလည်းဒုက္ခတဲ့တက်ကြီးတက်ကိုခြံထားရစ်တက်စမြဖြစ်သည်ဒုက္ခတဲ့တက်နဲ့အတူနောက်ထပ်ပေါ်ထွန်းလာသောတက်တက်မှာဂယုနာတက်ဖြစ်သည်ဂယုနာတက်၌အသားရောင်အမျိုးနွယ်အဆင့်ချင်းနေ အရွယ်အစားမျိုးအမယွေးပါဝင်သည့်ဖောင်ဒေးရှင်းကြီးတွေဖြစ်ခြင်းဖြစ်ပြီးနိုင်ငံအဖွဲ့အစည်းတွေဖြစ်ခြင်းဖြစ်ပြီးတကူရီတန်ဆန်းပေါရောက်သူတို့ဖြစ်ခြင်းဖြစ်ပြီးသူတို့၏ဂယုဏနဲ့စေတနာမေတ္တာသည်ဒုက္ခတကြီးတွေကိုဒုက္ခတကြီးတွေအဖြစ်ပြောင်းလဲသွားအောင်ဆန့်ဆောင်ဖို့ရာ လုံလောက်ပြည့်စုံမှုရှိကောင်းမှရှိမည်ဖြစ်တော်လဲသူတို့ရင်တဲ့အလိုအလျောက်ပေါ်ထွန်းဖြစ်ပေါ်လာခဲ့သည့်ထောက်ထားစာနာမှုကိုတော့အတိမပြည့်အပ်မည်ပဲဖြစ်သည် တလေးတစားထားသည်ပဲဖြစ်သည်စေစစ်တဘာဝဘင်းရည်ဆိုသည်မှာအဆုလက်အပြုံလိုက်ထင်သာမြင်သာရှိနေခြင်းကြောင့်သာအရေးတူပြောဆိုနေရခြင်းဖြစ်သည်ဤကဘာမြေပြင်၌ချင်းနေခြင်းကြောင့်ဖြစ်စေစွမ်းဆောင်ရည်ယိုယွင်းခြင်းကြောင့်ဖြစ်စေအဆိုးလောကရန်တို့ကြောင့်ဖြစ်စေကံမကောင်းအကြောင်းမလာခြင်းကြောင့်ဖြစ်စေစိရဒုက္ခပေါင်းစုံနှင့်ရင်ဆိုင်နေရသူတို့နေရာအနှံ့ရှိသည်ရွေးတီးပေါင်ကောင်းတဲ့မုံမောလွန်းလွန်းဖြတ်တန်းနေရသူတို့အမြောက်အများရှိသည် ထိုသူတို့အဖို့ရာစိတ်ဆန္ဒကောင်းရှိသောဆန္ဒတတ်သောဖေးကူတတ်သော လူသားချင်းခရီးပေါ်ချင်းရိုင်းပင်ကိုညီမှုများသည်လုံလောက်ပြည့်စုံမှုရှိကောင်းမှရှိမည်ဖြစ်တော်လဲမှောင်မိုက်သောညများ၌လင်းလက်ဝင်းပြက်လာသောပိုးဆုံးကျူကလေးများဖြစ်နိုင်ပါသည်လွင်တီးခေါင်ခေါင်ထဲ၌မမျောမလင့်တွေ့ရတတ်သောအိုးရေအိုးစင်ကလေးများဖြစ်နိုင်ပါသည်ဆိုဒီဆောင်းမကိုတော့ရနန်းတက်2009 ဇူလိုင်လမှာရေးခဲ့တာဖြစ်ပါလေဆိုတော့2009ဆိုတော့အတေချာပေါ့2008ရဲ့အနာခေတ်မီမီပြီးသားပြည့်တနှစ်ပြည့်သွားပြီတဲ့အချိန်ကာလဖြစ်ပါလေဆိုတော့ဒီအကြောင်းအရာဟာဆိုရင်ဟောတယုတ်ပြည်ရဲ့ငလင်းလို့လက်အကြောင်းထည့်ထားတယ်ပေါ့နော်ဒါဆိုရင်ဒီကြောဒီနိုင်ငံရဲ့နာခေတ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒုလူလောကတဘာဝရအစုပေါင်းဆိုတာရှိနေခဲ့တယ် ိုအဲ့ဒီအစိုးရတွေမှာမှအိုအစ်စ်နဲ့တူတဲ့ရေအိုးစင်ကလေးလည်းရှိနေနိုင်ပါတယ်ဆိုတော့အိုအစ်စ်တွေကြီးပဲရှိနေရင်ကောင်းမလားလို့တွေးလို့ရပါမယ်လေအလုံးဟာအကောင်းကိုတမိုးထားတတ်ဖို့အစိုးရလည်းမြင်ပြီးမှရမယ်ဆိုတဲ့သဘောတရားလိုမျိုးပဲအာဘာကြောင့်အစိုးရဖြစ်လဲဆိုရင်ကောင်းရည်တင်တယ်ကောင်းဖို့ပိုတင်တော်တယ်ဆိုတော့အတွေးတွေတိနေအောင်လို့ ဖြစ်မယ်ပေါ့နော်။ဘာကြောင့်အဆိုးတွေဖြစ်လဲလို့ထပ်တွေးရရင်အကောင့်တွေကိုတံမှုထားတတ်ဖို့ရှိနေစမှာတံမှုထားတတ်ဖို့ဆိုတဲ့အတိတ်ပဲလဲတက်ရောက်နေပါတယ်။သူတို့ဘယ်နေရာမဆိုဟိုအစ်စ်လေးတွေအများကြီးရှိလာမယ်ဒီလိုမျှော်လင့်ပါတယ်။အာအစိုးရလည်းရှိမယ်အဲ့ဒီအစိုးရတွေကနေကောင်းမွန်တဲ့အရာတွေကိုလည်းဆက်ပြီးတော့ထိမ့်သိမ်းထားနိုင်ဖို့လည်းမျှော်လင့်ရမယ်ပေါ့ဆိုတော့အလုံးမကျေစုတင်ပါတယ်နောက်ထပ်ခေါင်းစီလေးတစ်ခုမှပြန်လဲဆုံးတွေ့ချင်ပါတယ်